ကောသလမင်းကြီးကသူ့ရဲ့မထက်မှာလက်မျိုးထဲမှာအများကအမျက်ဆုံးလို့သတ်မှတ်ထားတဲ့ရွှေဟင်းသားတွေဟာကြီးကန်းကိုဝိုင်းပြီးတော့ခစားနေကြတာခရနေကြတာသူ့အိမ်မက်တဲ့မတ်တွေဘယ်လိုပါလဲမအိမ်မက်ကလည်းဆမ်းပဲ တကယ်ကြီးနေဟင်းတာဘာတူတာမှတ်လို့ပြောင်တစ်ဖက်ဖက်တောက်နေတဲ့ရှင်လာငတ်တယ်ဟာအစင်အားဖြင့်လည်းအမတန်လှပါတယ်အရေးချင်းအားဖြင့်လည်းအမတန်မှလင်းမြန်စွာ ပြန်တမ်းနိုင်စွာရှိတယ်အသိဉာဏ်လည်းကြီးကြတယ်အစင်ရောအချင်းရောပြည့်စုံတဲ့ငတ်တာအစင်လည်းမပြည့်စုံဘူး ခန္ဓာကိုယ်ခွန်အားနေတဲ့အခါကျတော့ဟင်းသာလိုလဲလဲလဲမြန်မြန်မပြန်နိုင်အဘိယရအတိညာပညာနဲ့နေပါတယ်ကျုံညံ့တဲ့ဒီကြီးကိုဘာလို့ဝိုင်းပြီးတော့ခါစားခါရအယုသိပေးနေရပါလေဘာလို့ကြောက်ရွံ့ခါစားနေရပါလေလို့သူဒီအိမ်ပိုက်ရဲ့အဖြစ်ကိုစဉ်းစားလို့မရဘူး အဲ့ဒီအိမ်မကဘာပြောချင်တာလဲဆိုတော့နောက်တစ်ချိန်ကျတော့ကြီးကားလိုပဲကြီးကားလိုပဲမဲညစ်တဲ့ပုံကိုယ်တွေတဲ့ဥစဉ်တော့မဲတယ်ဖြူတယ်ဆိုတာကိုဥစဉ်တော့ဘုရားဘုရားရှင်အလိုအဖြစ်တော့အသားအရောင်နဲ့မခွဲဘူးဒုတိယရဲ့ကောင်းမှုဆုံးမှုနဲ့ခွဲရတယ်အကောင်းမှုအကုသို့ဒုစရိုက်တွေမှာ ျော်မွေ့နေတဲ့ပုဂ္ဂိုလ်ဟာသူကိုယ်တိုင်လည်းပဲအမဲအညစ်နဲ့တူတဲ့တရားတွေနဲ့ပျော်တဲ့ပုဂ္ဂိုလ်ဆောင်တကယ်မဲနေတဲ့ပုဂ္ဂိုလ်ဤသွေးခဲနဲ့တူတယ်အဲ့ပုဂ္ဂိုလ်ကတကယ်မဲတယ်ဘာလို့မိသွေးခဲနဲ့သွားတူလို့ဆိုမိသွေးခဲကသူကိုယ်တိုင်နဲ့မဲတယ်လို့သူ့ကိုသွားကန်တယ်ကန်တဲ့လူမဲတာအဲ့ဒီလိုပဲလောကမှာလူမိုက်တွေဟာသူတို့ကလည်းမကောင်းမှုကိုလုပ်တယ်အကုသို့အညစ်အကြေးမဲတူးနေတဲ့ပုဂ္ဂိုလ် တို့နဲ့ထိစပ်နေတဲ့ပုဂ္ဂိုလ်တွေတခုနဲ့ပေါင်းရင်တခုဖြစ်တယ်ယသမားနဲ့ပေါင်းရင်ယသမားဖြစ်တယ်ဟောထိစပ်တဲ့ပုဂ္ဂိုလ်နဲ့တခါလဲမညစ်ပြီးတော့သွားအဲ့ဒါဥပမာပဲเนาะဒီအိမ်မက်ရဲ့ရှင်ပြည့်နဗိကအဲ့ဒါဤကနဲ့တူတဲ့မညစ်တဲ့ပုဂ္ဂိုလ်တွေဟာဇာတုအာနာယာရည်အတွက်ပသမဏီအမျိုးမျိုးကိုသုံးပြီးတော့ဝေဒစိတ်အဆောင်အောင်ဇာတုအာနာလောက်ပိုင်ဝင်လို့ပတရားရယူချက် ပညာရှိသူတော်ကောင်းတွေကပေးရောက်သွားပေးရောက်သွားအဲ့ဒီလိုအရင်ချင်းမရှိတဲ့ပုံကိုယ်တွေဓာတ်တွေအာနာတဲ့နေရာတွေရလာပြီးရောအရင်ချင်းရှိတဲ့ပုံကိုယ်တွေကပေးရောက်သွားပြီးတော့နေရာမရတော့လူလောကမှာဆိုလို့ရှိရင်လည်းပဲဘာမှအစင်ရောအချင်းရောညံ့ဖြစ်နေကြတဲ့လူယုံမာတွေကနေရာရပြီးတော့ တော်တဲ့တက်တဲ့သိကောင်းရှိတဲ့စွမ်းနိုင်တဲ့ပုဂ္ဂိုလ်တွေကနေရာမရနေရာမရတော့လောက်ပိုင်ခွင့်အာနာလည်းမရှိဘူးယာရုလည်းမရှိတော့မိမိတို့ရဲ့ဝိုင်းရေးကိစ္စအတွက်ဒါမှမဟုတ်လည်းမိမိတို့ကိုအန္တရာယ်မဖြစ်စေဖို့ကိုယ်အတန်းနဲ့စစ်စစ်ဥစ္စာအန္တရာယ်ဆွေမျိုးသားဝိုင်းအန္တရာယ်မဖြစ်စေဖို့သူတို့နဲ့အလိုက်အသင့်ပေါင်းပြီးတော့ကြောက်ရွံ့ယူသေးနေရသူတို့ခစားနေရတဲ့သဘောမျိုးဖြစ်သွားတယ်။ကြောင်းပြန်ဖြစ်သွားတာပေါ့နော်။ ။ဘာဖြစ်လို့လဲဆိုတော့အကြီးကဲလို့တဲ့ပုံကိုယ်တွေကိုယ်တိုင်ဟိုကတရားပြတ်ကြတဲ့ခရစ်ကာလဖြစ်နေလို့တရားပြတ်ကြတဲ့ခရစ်ကာလလူတွေကိုဆုံးမမဲ့တန်ခါးတွေတရားပြတ်တယ်။ဟောတန်းလူတွေတရားပြတ်တဲ့ခါမင်းကလည်းဒီလူတွေကတဝိုင်းပြီးတင်ပြောက်လိုက်တဲ့မင်းကလည်းတရားပြတ်တယ်။အဲ့တော့တရားပြတ်တဲ့ပုံကိုယ်တွေကယာရုအာနာနေရာရတော့သူတော်ကောင်းတွေလူဖြောင့်လူမှန်တွေကို တို့ကຢາတို့နေရမပေးတော့ဘဲနဲ့အသုံးမကျတဲ့လူတို့ပြောသမျှခေါင်းကြိတ်မဲ့လူတို့မြောက်ပင်အကုန်လုံးမဲ့လူမျိုးနေရပေးနေရပေးတော့တို့ထက်ပါလုံနဲ့တော်တဲ့သူတို့ကောင်းတွေစွမ်းနေတဲ့ပုဂ္ဂိုလ်တွေရကြတော့အဲ့ပုဂ္ဂိုလ်တွေအန္တရာယ်ပြုမှကြောက်တဲ့အတွက်ကြောင့်မို့လို့တခါတည်းတို့ကိုယိုသည်ခညာခစားပြီးတော့နေရတဲ့အနေအထားမျိုးဖြစ်သွားပြီလူလောကမှာ ယဟန်သင်္ခါလောကမှာလိုက်တိုင်းသံဃာပရိသတ်ထဲမှာယာရုတွေနေရာတွေလောက်ပိုင်ခွင့်တယ်ကိုအလက်စီပုံကိုလေဘုရားရှင်အဆုံးမကိုတော်လာဆန့်ကျင်ပြီးတော့ခင်မမိပါဘူးဆိုပြီးအကုန်ပယ်ပစ်စင်တဲ့ပုံကိုမျိုးတွေဟာယာရုတွေနေရာတွေရမြာအဲ့လိုလောက်ပိုင်ခွင့်တွေရလာတဲ့အခါကျတော့လက်စီသူတော်ကောင်းအရှင်မြတ်တရားသံဃာအလယ်မှာဘာစကားမှဘုရားအဆုံးမကိုဟိုဟိုညာညာပြောလို့ဆိုလို့မဖြစ်တော့ အရသိပုဂ္ဂိုလ်တွေအားကောင်းလာတဲ့ဟာမှာလက်စီသူတော်ကောင်းအရှင်မြတ်တွေဟာနေရာမရတော့လူဓာရမတွေလည်းပဲအဲ့ဒီလိုပုဂ္ဂိုလ်တွေအဟုတ်မှပြီးကြီးညူကြတဲ့အခါကျတော့သူ့ဆရာနဲ့သူ့တကာဖြစ်သွားတာပေါ့ကြီးကန်းနဲ့ကြီးကန်းနဲ့တူတဲ့မဲညက်တဲ့ပုဂ္ဂိုလ်တွေယာတို့အာနာတုတ်ပိုင်ဝင်တွေရပြီးတော့သာဃာရီမလာဒီတိုင်းပဲကြီးကန်းနဲ့တူတဲ့မဲညက်တဲ့အဝိဇ္ဇုတ်လက်နှိမ့်စုံနဲ့တူတဲ့အလက်စီတုတ်တိလာပုဂ္ဂိုလ်တွေဟာ သင်္ဃဝတ်ထားရုံမျှပါရာဇိကအမှုတော်ရောက်နေတဲ့ပုံကိုယ်တွေဟာဇာတုအာနာနေရလောက်ပိုင်ကုန်နေရောက်ပြီးတော့သူတို့နဲ့ဆန့်ကျင်ပါပြလက်စီသူတို့ကအရှင်ကောင်းအရှင်မြတ်တွေကိုနေရမရအောင်သာသနာ့ပြုလုပ်ငန်းတွေမလုပ်နိုင်အောင်သူတို့လက်လာပါဆွေုံမဲ့အရေးကိုကြိုမြင်တဲ့အတွက်ကြောင့်တားစီပိတ်ပင်တားမြစ်တာတွေခွင့်မပြုတာတွေအမျိုးမျိုးဒုက္ခရောက်အောင်လုပ်တဲ့အနေအထားဖြစ် အဲ့လက်စစ်သူတော်ကောင်းအရှင်မြတ်တွေကဘယ်နေရာဖြစ်ဖြစ်မျက်နာမရတော့ဘဲနဲ့အမြဲတမ်းသူတို့တွေကိုအောက်ကျုပ်ပြီးတော့နေကြရတဲ့အနေအထားသူတို့ကိုရိုသေပြီးကြောက်ရွံ့နေရတဲ့အနေအထားမျိုးဖြစ်သွား။ဘာဖြစ်လို့လဲဆိုတော့အတိုင်းအဝိုင်းအင်အားသူတို့ကပိုကောင်းတယ်လို့ပဲနော်အတန်ခါလောကမှာ။အဲ့ဒီလိုဖြစ်သွားလိမ့်မယ်တဲ့။ဒါကောဒလာမင်းကြီးရဲ့အိမ်မက်ပေါ့နော်သူ့အိမ်မက်အကျိုးဆက်ကအဲ့ဒါလား။ကြီးနှက်ကုန် အစင်းရောအချင်းပါပြည့်စုံတဲ့ဟင်သာတွေကခါစားနေရသလားလောကမှာကြီးကန်းတဲ့လူတွေမဲညစ်နေတဲ့မဲညစ်ထေနေတဲ့ပုံကိုယ်တွေမကောင်းတဲ့လူတွေရှင်တွေကຢာတို့နေရအာနာတုတ်ပိုင်ဝင်တွေရပြီအစင်းရောအချင်းပါပြည့်စုံတဲ့တော်တဲ့ပုံကိုယ်တွေဟာຢာတို့အာနာနေရလုတ်ပိုင်ဝင်ပါမှမရတဲ့အတွက်ကြောင့်မလို့ဘာမှအချင်းမြောက်မခံရအတိမတ်ပြုမခံရတဲ့အတွက်ကြောင့် ကိုယ်အနေရမဖြစ်အောင်ဘယ်မဖြစ်အောင်သူတို့ကိုခစားပြီးတော့နေရတဲ့အနေအထားမျိုးဖြစ်သွားလိမ့်မယ်ဆိုပေမဲ့အကျိုးပြကဒီလိုပြောချင်တာအေးဒီနေ့ခေတ်လည်းဒါအများကြားမြင်နေတာဖြစ်ပါတယ်ဒါဟုဆိုတော့ရှေ့ဆရာတော်ကြီးတွေကကြည်ကိုဟင်သာချမ်းရတာနေတာမြတ်ပတ်သည်ပညာရှိများမကြောကြရှောင်ရှားမြုပ်ွယ်မြည်တဲ့ ်အင်္ဂါကိုဟင်နာချမ်းရမ်းပြီးတော့နေရတယ်သူတို့ကြောက်လွန်းလို့ပညာရှိသူတို့ကောင်းနေရရှောင်းရှားပြီးတော့နေရအာသူတို့နဲ့ဖက်မပြောချင်ပါဘူးဆိုပြီးတော့ရှောင်းပွဲပုန်းရှောင်းနေရတဲ့အနေထားသွားပြောရင်လည်းရံဖြစ်ရမှာစိုးရတယ်လေနောက်တနည်းကပြလေးကရွှေအလားငှက်များတဲ့ဟင်သာจิตนกโชชัญญะคะเรสีกาจมา မျိုးရုံမာယာစားဖြစ်လာအမျိုးငယ်မြတ်သူတို့ရှေးတူရှုခောက်ဝန်းကြောင်းနဲ့ကြောင်းတဲ့အလားဟောခေါပြဆိုပြမယ်နော်ဒီကိုဟင်းသာချမ်းရနာနေတာမြတ်မသည်ပညာရှိများမကြောကြရှောင်ရှားမြုပ်ွယ်မည် ရွှေရလာငံများတဲ့ဟင်းသာကြည်နဲ့ကိုချမ်းရောက်ခါတဲ့စေကဇမာမျိုးယုံမရာစာဖြစ်လာအမျိုးငယ်မြတ်သူတို့ရှေးတူရှုခါဝညောင်းတဲ့ကြောင်းတဲ့အလား